ိုကိုနားဆင်နေကြတဲ့သောတာရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလောက်ကန်ရေးတောင်သူဦးကြီးရေနဲ့စိုက်ပျိုးရေးဝါဒနာပါသူသောတာရှင်တွေအတွက်စိုက်ပျိုးရေးဤပညာတွေကိုမျှဝေပေးနေတဲ့တုဒ္ဒပေတာစိုက်ပျိုးရေးပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါပြီ။ဒီကနေ့အစီအစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပြပေါ်လာတဲ့ဘန်းနိုင်အထွန်းအားရရှိဖို့သစ္စိမ်းမီဝန်ဆောင်ဖို့တောင်းတဆိုဆိုတဲ့ကိစ္စနဲ့ဒီစင်းမျိုးစာဆက်ပြုတ်ထည့်သွင်းပေးခြင်းရည်ရွယ်ချက်နဲ့အကျိုးကျေးဇူးတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဟုတ်ပါရဲ့ရှင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးဟာအလွန်အရေးကြီးပါတယ်။တင်းနယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးကိုဆောင်ရွက်ရမှာဆက်အေရီယာတိုးချဲ့ခြင်းနဲ့တင်းနယ်ထုံးလုံးတိုးတက်စေခြင်းတို့ကိုအလေးထားဆောင်ရွက်ကြပါတယ်။ဆက်အေရီယာတိုးချဲ့ရန်ဟာအကန့်အသတ်တွေရှိရပြီးရေရှည်ကာလမှာမြေပြရေဖွံ့ဖြိုးလာရင်စိုက်ပျိုးနိုင်တဲ့နေအေရီယာတွေရွံ့လွှဲလာပါမယ်။ ဒါကြောင့်တင်းနယ်တင်းရဲ့ထုတ်လုပ်မှုစွမ်းအားအငြင်းဆုံးဖြစ်နိုင်ခြေကိုတတ်မှတ်ထားတဲ့ပန်းနိုင်ထွန်းလုံးရရှိရေးဟာစိုက်ပျိုးထုတ်လုပ်မှုဒုတိယရေးအတွက်အရေးအကြီးတဲ့လုပ်ငန်းဖြစ်ပါတယ်။တောင်သူလေသမားတွေရဲ့တင်းနယ်စိုက်ပျိုးရေးလုပ်ငန်းတွေမှာပန်းနိုင်ထွန်းလုံးရရှိစေဖို့မတူညီတဲ့ရေးမီဒေတာရာသီဥတုအခြေအနေအလိုက်တင်းတော်ရဲ့မျိုးတွေကိုရွေးချယ်စိုက်ပျိုးစေတာမျိုးကောင်းမျိုးတန်တွေထုတ်လုပ်ပြန်ယူပေးတာတိုက်ပင်လေးကျစိုက်ပျိုးရေးအဖွဲ့တွေကိုလမ်းမှာကြံတောင်းစေရာ တအားစုရေသုံးဆွဲရမှာအချိန်နဲ့တပြေးညီအချိန်ကအချိုးကျသုံးဆွဲစီတာသစ္စာမယောစာထဲ့သွင်းအသုံးပြုစီတာအဲ့လိုလုပ်ငန်းတွေကိုစိုက်ပျိုးရေးဦးစီးဌာနကကုလဆောင်ရွက်ပြီးလည်းရှိပါတယ်။ဟုတ်ပါတယ်။တိုင်းနဲ့စိုက်ပျိုးထုတ်လုပ်ရမှာပန်းနိုင်အထွေထွေရရှိစေဖို့အတွက်မိလန်းများစွာရှိတဲ့အထက်ကမှသစ္စာမယောစာစိုက်ပျိုးထည့်သွင်းပြီးပန်းနိုင်အထွေထွေရရှိအောင်ဆောင်ရွက်ရေးကိုပြောပြပေးမှာဖြစ်ပါတယ်။ ။တစ်စိမ်းမြောစာစိုက်ပျိုးထည့်သွင်းပေးခြင်းဆိုတာတစ်စိမ်းမြောစာပြုလုပ်နိုင်တဲ့တင်းလွင်ပင်တွေကိုမြေစီနွားပေါ်မှာစိုက်ပျိုးပြီးတော့အပင်ရဲ့အစိမ်းရောအစိမ်းပိုင်းတွေကိုမြေစီနွားအတွင်းကိုထည့်ထွင်းမြှုပ်နှံပြီးဆွေးမြေစီကမြောစာအဖြစ်အသုံးပြုခြင်းကိုခေါ်ပါတယ်။တစိမ်းမျိုးစားအဖြစ်စိုက်ပျိုးနိုင်တဲ့အပင်တွေကတော့ပိုက်ဆံလျှော၊ဘောစကိုင်း၊ငြမ်းပင်၊ပဲမျိုးရင်းဝင်အပင်တွေနဲ့အခြားပဲမျိုးရင်းဝင်မဟုတ်တဲ့နှံစားပြောင်း၊လူ၊ဆက်၊ပန်းချုံ၊ပန်းနှင်းစတဲ့အပင်တွေပဲဖြစ်ပါရဲ့။ ဟုတ်ပါရင်တစ်စိမ့်မျိုးစာအဖြစ်ပဲမျိုးနယ်ဝင်အပင်တွေကိုသုံးမယ်ဆိုရင်အပင်တက်တန်း45ရက်55ရက်မှာထည့်ထိုးမြှုပ်ပေးရပါမယ်။ပေးပင်ရဲ့မြေဖူတွေမှာလေတွေကနိုက်ထရိုဂျင်ကိုဖမ်းယူစုဆောင်းနိုင်တဲ့ ရိုင်းဆိုဘီယန်ဘက်တီးရီးယားတွေပါရှိတဲ့အတွက်နိုက်ထရိုဂျင်ပမာဏများများကိုမျိုးစီးနွားအတွင်းစုဆောင်ပေးနိုင်ပါတယ်။ပဲမျိုးနွယ်ဝင်အပင်မဟုတ်တဲ့တခြားသီးနှံပင်တွေကိုသစ်စိမ်းမျိုးစားအနေနဲ့ကျွေးမယ်ဆိုရင်သစ်စိမ်းပင်တွေဆွေးနွေးစီဖို့လိုအပ်တဲ့နိုက်ထရိုဂျင်ကိုမြေကြီးကနေရယူရတဲ့အတွက်ပထမနှစ်မှာနိုက်ထရိုဂျင်ချို့တဲ့လက္ခဏာပေါ်လိရှိပါတယ်။ဒါကြောင့်နိုက်ထရိုဂျင်ပါတဲ့ဓာတ်မျိုးစားထည့်ပေးဖို့လိုအပ်ပါတယ်။ ။တစ်စိမ့်မြေဟောစာအနေနဲ့ပဲမျိုးမျိုးဝင်အပင်တွေကိုအသုံးပြုတာကလေရင်းဟာနိုင်ဖြူခြင်းကိုဖမ်းယူစုဆောင်းနိုင်တဲ့အတွက်ပိုပြီးအကျိုးရှိပါတယ်။မှန်ပါတယ်။တစ်စိမ့်မြေဟောစာဟာတဘာမြေဟောစာဖြစ်လို့မြေစီလောရဲ့ရုံဓာတ်ဇီဝကောင်တက်တီသုံးမျိုးစလုံးကိုကောင်းမွန်စေနိုင်ပါတယ်။တစ်ဆိုင်မြောစာစိုက်ပျိုးအသုံးပြုခြင်းကြောင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့မြေစီလောအတွင်းနိုင်ထူးခြင်းပုံမှုကျွေးဝလာတာမြေစီလောတိုက်စားခံရမှုတက်တာတာ အပင်အတွက်လိုအပ်တဲ့အာဟာရဓာတ်အစုံအလင်ရရှိနိုင်တာအပင်တွေရဲ့အာဟာရစားသုံးမှုစွမ်းရည်မြင့်မားစေတာရေစီလောဖွဲ့စည်းပုံကောင်းမွန်စေတာရေစီလောချေငံကိန်းကို မျှတစေတာရေစီလောအတွင်အကျိုးပြုအနည်းစီဝါတွေပေါင်းများစေတာပုံမှန်ယောဂါကြာရောက်မှုရည်လင်းစေတာပေါင်းနဲ့မြေပေါင်းရောက်မှုနည်းပါးစေတာထယ်ရေးကောင်းစေတာနဲ့တင်းနံထွန်းတုံးတိုးတက်လာစေတာစားရည်အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါသည် တစိမ်းမျိုးစားကိုတင်းနဲ့တမျိုးနဲ့တမျိုးအကြာအချိန်တလခွဲမှနှစ်လခန့်ရပါကအစိုးတန်းရှိရင်စိုက်ပြနိုင်ပါ၏အချိန်များပါကပထမတင်းနဲ့မရိပ်သိမ်းပြီးခုနှစ်ရက်ဆယ်ရက်ခန့်ကြိုတင်ပြီးတော့တင်းကျိုအဖြစ်စိုက်ခန်းထဲမှာကျဲပက်စိုက်ပြထားနိုင်ပါ၏ပထမတင်းနဲ့ရိပ်သိမ်းပြီးတဲ့အခါတစိမ်းမျိုးတွေဟာစိုက်ခန်းထဲမှာကျန်နေပါလိမ့်တစိမ်းမျိုးတွေကိုထည့်ထွန်းမြှုပ်ပြီးဆယ်ရက်ရင်းနှီးစဉ်အကြာမှာတင်းနဲ့စိုက်ပြနိုင်ပါ၏ ဟုတ်ပါတယ်တစ်စင်းရေဝန်စာအနေနဲ့တီးနှံလေးစိုက်ပြိုးမယ်ဆိုရင်အသုံးပြုတဲ့မျိုးစေ့နှုံးထားမှာတီးနှံမျိုးစာလိုက်ကွဲပြားနိုင်ပါတယ်တစ်စင်းရေဝန်စာအနေနဲ့ငင်းပင်ကိုစိုက်ပြိုးမယ်ဆိုရင်တေကမှာမျိုးစေ့နှုံး၄ပြီကနေ၁၈ပြီအသုံးပြုစိုက်ပြိုးပြီးနောက်၄၅ရက်၈၅စေမှာမဲစည်းလွားအတွင်းကိုမဲမြုပ်ထည့်သွင်းပေးတင်ပါတယ် တိုက်ဆိုင်လျှော်ပင်ကိုစိုက်ပျိုးမယ်ဆိုရင်မျိုးစင်နှုံတအေကရှစ်ပြည်အုံပြုပြီးစိုက်ပျိုးပြီးနောက်ရှင်း90ရဲ60မှာမျိုးစီလွာအတွင်းကိုမြေမြုပ်ထည့်သွင်းပေးတင်ပါတယ်။သစ်စိမ်းမျိုးစားအပင်တန်းဟာနိုက်ထရိုဂျင်15ကီလိုဂရမ်နဲ့အထက်ရရှိနိုင်တဲ့အတွက်တအေကမှာသစ်စိမ်းမျိုးစားအစိုးစေတန်ထည့်ပေးနိုင်မယ်ဆိုရင်နိုက်ထရိုဂျင်150ကီလိုဂရမ်မှာရရှိမှာဖြစ်တဲ့အတွက် ယူရီးယား90ကီလိုဂရမ်838ကျော်ထည့်ပေးတာနဲ့ညီမျှပါတယ်။ဒါကြောင့်သစ်ဆင်းမျိုးစားကို လုံလောက်စွာထည့်ပေးမယ်ဆိုရင်ယူရီးယားမျိုးစားကျွေးဖို့မလိုအပ်တော့ပါဘူး။ဟုတ်ပါတယ်။သစ်ဆင်းမျိုးစားကျွေးခြင်းရဲ့အကျိုးကျေးဇူးတွေကိုလက်တွေ့ရရှိခဲ့တဲ့မြကြီးနားမျိုးနဲ့စီတာဘူရက်ကွက်ကတောင်သူဥတုရဲ့အတွေ့အကြုံကိုပြောပြချင်ပါတယ်။တောင်သူဥတုမှာလဲနေလေးအကောက်ွယ်ရှိပါတယ်။ အရင်ကတော့သဘာဝမြေဩဇာမတုံးနဲ့ဓာတ်မြေဩဇာကိုသာတုံးပြီးစိုက်ပျိုးခဲ့တဲ့အတွက်2022ခုနှစ်အထိတရီကမစဘာအထွတ်တင်း40ကနေ50ခန့်သာထွက်ရှိခဲ့ပါတယ်။ဓာတ်မြေဩဇာကိုနှစ်စဉ်ဆက်တိုက်အသုံးပြုလာတဲ့အတွက်မြေစီလွန်ကုန်တက်တီတွေလည်းပြည့်စုံနေပါတယ်။2023ခုနှစ်မှာတော့လေသေးတဲ့အဖြစ်မိကြဆိုင်ပြိုးခဲ့ရာမိကြမျိုးသိန်းငယ်15ရက်ခန့်အလိုမှာပိုက်ဆံလျှော်ကိုတရီကမျိုးစေ့10ပြည်လုံးတုံးပြီးကျဲပတ်ဆိုင်ပြိုးခဲ့ပါတယ် ပိုက်ဆံလျှော်အစိုးအထွက်နှုန်း6.8တန်ထွက်ရှိခဲ့ပြီးသစ်စိမ်းမျိုးစားအဖြစ်အသုံးပြုခဲ့ပါတယ်။အဲနောက်စင်းအင်ဂရီတုံးကိုမိုးစပါအဖြစ်စိုက်ပြုခဲ့ရာတရေကအထွန်းလုံး139တင်းအထိထွက်ရှိခဲ့ပါတယ်။ပိုက်ဆံလျှော်ကိုတစ်စင်းမျိုးစားအဖြစ်စိုက်ပြုထည့်သွင်းရမှာတရေကကုန်ကျစရိတ်အနေနဲ့တသိန်း9400ထောင်ကျပ်ကုန်ကျပေးမိ။စပါးစိုက်ပြုရမှာတရေကအထွန်းတင်း90ကနေ90မှာ ၁၁၈တင်းအထိထွက်ရှိခဲ့ပြီးတော့အထွတ်နှုန်း၂ဆ၃ဆခန့်တိုးခဲ့ပါတယ်။အကျိုးအမြတ်အနေနဲ့ဒီစိမ့်မျိုးစာကုန်ကြစရိတ်၁သိန်း၅၄၀၀ကျပ်စပားစိုက်ပျိုးမှုတအေကကုန်ကြစရိတ်၆သိန်း၆၉၀၀ကျပ်စုစုပေါင်းကုန်ကြစရိတ်မှာ၈သိန်း၂၃၀၀ကျပ်ဖြစ်ပါတယ်။တအေကမှထွက်တဲ့စပားတွေရောင်းရမှာက၂၂သိန်း၆၀၀ကျပ်ရရှိရာအထင်အကျိုးအမြတ်မှာ၁၄သိန်း၃၉၀၀ကျပ်ရရှိခဲ့ပါတယ်။ ဟုတ်ပါရင်ဒါကြောင့်တောင်သူဦးကြီးရေနေနဲ့တစ်စိမ့်မြောစာစိုက်ပြိုးထည့်သွင်းတာဟာလောက်ဆောင်ရလွယ်ကူတာကုန်ကြစီတက်တာတာသီးနှံအထွက်တိုးတာငင်းစီတော်ဖုန်ယိုးစီပြီးရေရှည်စိုက်ပြိုးထုတ်လုပ်နိုင်တာစီးပွားရေးအတွက်ချီကြိုက်တာစရဲအကျိုးကျေးဇူးတွေရရှိနိုင်တဲ့အပြင်ယူရီးယားဓာတ်မြေဩဇာသုံးစွန်းမှုကိုလျှော့ချနိုင်တဲ့အတွက်စပန်းစိုက်ပြိုးထုတ်လုပ်ခြင်းမှထွက်ရှိလာတဲ့မှန်နိုအိမ်ဓာတ်မြေတွေဖြစ်တဲ့ကာဗွန်နိုက်အောက်ဆိုက်ဓာတ်မြေမီသိန်းဓာတ်မြေနဲ့ နိုက်ထရိုက်အောက်ဆိုက်ဓာတ်တွေထုတ်လွှင့်မှုကိုလျှော့ချနိုင်တဲ့အတွက်သဘောပတ်ဝန်းကျင်ကိုလည်းကောင်းမွန်စေပါတယ်။ဟုတ်ပါတယ်။စိုက်ပျိုးရေးကိုလုပ်ကိုင်နေကြတဲ့တောင်သူဦးကြီးတွေအတွက်လည်းဇီဘွားရေးအတွက်ချိန်ကြိုက်ပြီးတင်းနေတဲ့အထွက်တိုးသလိုသဘောပတ်ဝန်းကျင်ကိုလည်းကောင်းမွန်စေတဲ့အတွက်တင်းနေစိုက်ပျိုးထုတ်လို့ရမှာတစ်စိမ့်မျိုးစားတွေကိုစိုက်ပျိုးထည့်သွင်းပေးခြင်းဟာကောင်းကျိုးမေပြစေတဲ့လုပ်ငန်းတစ်ခုဖြစ်လို့တစ်စိမ့်မျိုးစားကိုစိုက်ပျိုးထည့်သွင်းပေးပြီးပန်းနိုင်ထုံးလုံးများရရှိအောင်စူးစမ်းဆောင်ရွက်ကြရန်တိုက်တွန်းလိုက်ပါတယ်။ 大家新年好喽！岁前大过节嘛，喜庆嘛，就是。